ခင်းချင်းတတိပိတဲ့အနေနဲ့တပိတော်နဲ့နဲ့ဆက်လက်ပြီးလျှောက်ထားခြင်းပါလေဒီနေ့ရွှေငွေသည်ယဟန်တော်တို့အမအဖုလို့မသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲဆန်းစစ်ကြည့်လေမသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲမရှိတလို့ရှားပါတယ်ဒါတိလျက်နဲ့ရွှေငွေကိုအလှခံနေတဲ့လွန်ကျူးနေကြတယ်ဒါဟာသိထင်ရှားတယ်သင်စိတ်ဆက်ဝိတိတ်ခန္ဓာဖြစ်နေပါတယ်နေတ္တကြီးတို့ရဲ့သဘောကစွန်ချင်းဝိနိကံရှိရှိတယ် စွန့်ပြီးမှဒေသနာကြလျင်ဒီအဘကဆင်ကြပါတယ်မစွန့်ဘဲနဲ့ဒေသနာကြရင်အကျဉ်းထောင်းနဲ့တောင်းနဲ့သိမ့်နဲ့တန်းနဲ့ဂရေနဲ့ခြီးပြီးဒေသနာကြလည်းဒီအဘကမဆင်ကြဘူးအဘမှမထပါဘူးဒီလိုအဘတန်းလည်းနဲ့သိခဲ့ရင်ဘာဖြစ်မလဲသက္ကန္တရမက္ကန္တရဒီအဘကြီးတန်းလည်းနဲ့တရားအထောက်ခဲ့ရင်လည်းဇမေဖို့နိဗ္ဗာန်ကိုဘယ်လိုမှမရဘူးသိရင်လည်းကောင်းရာသုခတိကိုမရောက်ဘူး ောင်းရတုဂတိမရောက်ရင်ဘယ်ဘုံဘဝရောက်မှာအဲ့ဒါစဉ်းစားဖို့ဒီအချက်နဲ့ပတ်သက်လို့တပည့်တော်ဘုသူတာလေးတစ်ခုပါနော်တောင်းလေးလုံးဆိုတော့ဘုရားကိုတပည့်တော်ကဆရာတော်အဘဒီဟသက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာကိုဆရာတော်လက်ခံပါသလားဆိုပြီးဒီမေကွန်းလေးကိုတပည့်တော်ကဘုသူတာအဖြစ်ထေကြီးဝါကြီးတွေထာမဘုသူတာလိုခြင်းလို့မေးမြန်းလျှောက်ထားပါတယ် ။လျောင်ထားတဲ့အချိန်ကတော့ကြတော့ဆရာတော်ကသူ့ရဲ့အတွေ့အကြုံလေးနှစ်ခုပြောပြတယ်။ကိုရောတပိတော့လက်ခံတယ်တဲ့။ဘယ်လိုလက်ခံတယ်လဲဆိုတော့ဒီတောင်လေးလုံးကျောင်းကသာဥသွင်တို့မိဘတန်ပါဖြစ်တဲ့ဥဖန်နဲ့ဒေါ်ရင်တို့ကကိုယ်ွယ်တိဆောက်လှူဒန်းထားတဲ့ကျောင်းဖြစ်ပါတယ်။အဲ့ဒီကျောင်းမှာဒီဥပ္ပံဒေါ်ရင်တို့ကသာသမီ၃ယောက်ရှိပါတယ်။အမအကြီးဆုံးကတယောက် ဓမ္မီဦးအောင်ဖေးလို့ခေါ်ဆိုအပ်တဲ့မော်လမြိုင်မြို့ကိုဟိုရှစ်ခေတ်ကတစ်မျိုးလုံးကိုလျှက်စစ်ဓာအပေးနေတဲ့ဓမ္မီဦးအောင်ဖေးဆိုတာကတယောက်စာဥသွင်ကတယောက်သာသမီ၃ယောက်ရှိခဲ့ပါတယ်ဒေါလေးလုံးเจ้าမှာသူ့မိဘတွေကဓမ္မဂရိကတပါးဖြစ်တဲ့ဆရာတော်ဥဇတိလဆိုတာအဲ့ဒီဆရာတော်တပါးကိုကိုယ်ွယ်ရှိကထားပါတယ်အဲ့ဒီလိုကိုယ်ွယ်ရှိကထားရာကနေပြီးတော့ဒီဆရာတော်မှာ ရှစ်ခေပေါ့လေငွေရင်းကားတွေ9000ကျော်လောက်ရှိတယ်ဆိုတာကိုလက်သမားတွေကသိကြတယ်။သိကြတော့မလုပ်တလေလက်သမားတွေကဒီဆရာတော်ကိုဓာတ်နဲ့ထိုးတတ်တယ်။အဲ့ဒီငွေကိုရက်အောင်ယူတော့ယူလို့တော့မရပါဘူးနောက်ဆုံးအမှုကပေါ်သွားတယ်ဆုံးချပါတော့။ဒါတော့အဲ့ဒီအချိန်ခါမှာမစိုးရင်တိုက်ကလည်းခင်းရှားကြောကြားခိုက်ဖြစ်တော့ဇာဥသွင်တို့ကလည်းယထာအဖြူရွေးကြီးတွေနဲ့ မစွင့်တိုက်မှာဆရာတော်ကြီးကိုရောက်ပြီးတော့တောင်းလေးလုံးဆရာတော်ကိုပင့်လိုက်ပို့လိုက်ပါတယ်။နမဘတန်ခါ60ညတကောမော်လမြိုင်ကိုထည့်ပေးလိုက်တယ်။တောင်းလေးလုံးဆရာတော်အဲ့ဒီမှာစာရိပါရီချပြီးနေတာခုနှစ်နှစ်လောက်ကြာသွားတယ်။ခုနှစ်နှစ်လောက်ကြာတဲ့အချိန်ကကြတော့ဘိဖက်ကကလေးလေးတယောက်ကဥဇတိလဝင်စားပါတယ်ဆိုပြီးတော့သူကြောင်းရောက်လာတယ်။ရောက်လာတဲ့အခါဒီကလေးလေးပြောတဲ့စကားတွေကအလုံးမှန်နေတယ်။ ဒဂါရီတွေ့လိုက်ရင်လည်းသူကနံပါတ်1ခေါ်လိုက်တာပဲအကုန်မှန်တယ်အရေးပိုင်းတွေလည်းသူအကုန်မှတ်မိတယ်ပြောလိုက်အကုန်မှန်နေတယ်ဒါနဲ့တပည့်တော်ကတော့စဉ်းစားတယ်တဲ့ဒီကိုရောကြီးကအပတန်းလည်းနဲ့တည်သွားတဲ့ကိုရောကြီးဖြစ်တယ်လူတော့ဘယ်လို့မှမဖြစ်နိုင်ဘူးအဲဒီတော့လူရှင်းသွားတဲ့အချိန်ကကြတော့မှတပည့်တော်ကဒီကလေးလေးကိုတယောက်ချင်းခေါ်ပြီးမေးကြည့်တယ်ဖြစ်ကောင်မင်းဒီကဘိတ်ကောင်မင်းဘယ်လိုရောက်သွားလဲငါပြောပြစမ်းဆိုပြီးမေးကြည့်တယ် မင်းကြီးတဲ့ခါကိုရောဒီကလေးလေးပြောတာသိတဲ့ဘာဝကြတယ်ကိုရောတပည့်တော်ကိုသူတို့ကဓာတ်နဲ့ထိုးတက်လိုက်တော့တပည့်တော်ကြောက်ကြောက်နဲ့ကန္နာကိုအတင်းဆင်းပြေးတာအဲ့ဒီကနေစိတ်တန်လံဘုရားကနေတမ်းပြီးဆင်းပြေးလိုက်ရင်ကန္နာရောက်တယ်ကန္နာလည်းရောက်ကတပည့်တော်ဘိလိကြီးဒီရင်ကကန်းကခွာနေတာထွက်တော်မဲ့လို့တော့တပည့်တော်လှေပေါ်ခုံတက်ပြီးလိုက်သွားတာဒီလိကြီးကအဲ့ဒီကျွန်းကျွန်းမှာသွားဆိုင်တော့တပည့်တော်အဲ့ဒီကျွန်းမှာဆင်းကြရင်ခဲတာနောက်တော့တပည့်တော်အဲ့ဒီကျွန်းမှာပဲလူဖြစ်သွားတယ်ဆိုပြီးပြောတယ် ဆိုလိုတာကတော့ဒါနဲ့ထိုးတက်လိုက်တဲ့အခါသင်းလင်းသင်းချင်းချက်ချင်းပိတ်တာပေါ့ပြောင်းသွားတာတရေဖြစ်သွားတာပေါ့တရေဘောကနေပြောင်းပြီးတော့အဲ့ဒါဘိတ်ကိုလှင်းနဲ့လိုက်သွားပြီးအဲ့ကျွန်းကျုံးမှာ ခုံချပြီးအဲ့ဒီမှာသူ့ကိုကျွတ်ထိုက်တဲ့ကံလေးလည်းရှိပုံရပါတယ်ကောင်းမှုကုသိုလ်သိရည်ညွှန်းပြီးပြုလိုက်တော့ဒီကောင်းမှုကုသိုလ်လေးကိုသူခံစားတတ်တဲ့ကံလေးလည်းရှိပုံရတယ်အဲ့ဒါကြောင့်သူကကျွတ်ပြီးတော့လူ့ဘဝတစ်ခါပြန်ပြီးပဋိသန္ဓေနေတယ် ပရိနန္ဒေတည်နေပြီတဲ့အချိန်ကကြတော့မှလူပြန်ဖြစ်ပြီးတော့အဲ့ခုနှစ်နှစ်လောက်ကြတော့မှဒီတောင်လေးလုံးကြောင်းကိုပြန်လာပြီးတော့ဒီပစ္စည်းတွေကသူပစ္စည်းဖြစ်တယ်ဒီစာအုပ်တွေကသူစာအုပ်တယ်ဒီပြီးတော့ကသူလောက်သွားတယ်ပြီးတော့စသဖြင့်အကုန်လုံးပြောအကုန်မှန်နေတယ်လူတွေလည်းအကုန်လုံးပြောမှန်နေဒါကြောင့်အဘတ်ဒီတက္ကန္တရမက္ကန္တရဖြစ်နိုင်ပါတယ်ဆိုတာကိုဆရာတော်ကတော့သူလက်ခံတဲ့အကြောင်းပြောတယ် နောက်တစ်ခုသူကသူ့ရဲ့အတွေ့အကြုံဝိထုလေးတစ်ခုပြောပါပြောပြပြန်တယ်သူတို့ခေတ်ကရေနံကျောင်းဇာမွေးဘက်ကအလွန်အကောင်းပါတယ်နာမည်ကြီးတော့ရေနံကျောင်းမှာဒီမန္တလေးကနေဆင်းဆင်းပြီးသွားစာဖြင်းကြတယ်စာဖြင်းနဲ့မိစေတယောက်နဲ့ရေနံကျောင်းကဘုန်းကြီးတစ်ပါးနဲ့ယဉ်ဤခင်မနေတော့တနေ့ရေနံကျောင်းကိုသူကအကျောင်းတစ်ခုကြောင့်ရောက်သွားတဲ့အခါဒီမိတ်ဆွေနဲ့စကားဆက်ပြီးတော့မိတ်ဆွေကဘာပြောလဲ အရှင်ဘုရားအပတ္တိဟတက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာအရှင်ဘုရားမယုံနဲ့တပိတော့ခုကပ်ပြီးရစေမောင်ကြီးကြည့်အဲ့ဒီစေမောင်ကြီးဟာတပိတော့ဆရာတော်ဝင်စားတာတပိတော့ဆရာတော်ဘယ်လိုနေခဲ့တယ်ဆိုတာအရှင်ဘုရားတို့အသိပဲပါရဇိကလေးပါးကလွင့်သူလွန်ကျူးကြည့်တာတဲ့အကုန်လုံးလှုပ်ချင်တယ်လို့လွန်ကျူးကျင်တယ်လို့လူကျောနေတာဒါကြောင့်အဘကတက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာမယုံနဲ့ဆိုပြီးသူကပြောတယ်တပိတော့လည်းစဉ်းစားတယ် ဒီပြောနေတဲ့ပုဂ္ဂိုလ်ကလည်းတမန်ပုဂ္ဂိုလ်တော်မဟုတ်ဘူးသူလည်းတကြသည်ဟာဓမ္မစရိယပါပဲတဲ့ဒီတော့ဘုရားဟောကတော့မလွဲနိုင်ဘူးဆိုပြီးဒီပြီးတော့လူရှင်းတဲ့အခါဒီစိန်မောင်ကြီးကပ္ပရစိန်မောင်ကြီးကိုခေါ်ပြီးတော့တပြီးတော့မေးတယ်ဟေးစိန်မောင်ကြီးနင်ဘုန်းကြီးဘဝကပြန်တော်မူတဲ့အခါလူဘဝကိုတန်းရောက်သလားသို့မဟုတ်နင်ကြားထဲမှာဘာများဖြစ်သေးတယ်လို့သူမေးကြည့်အာခေါ်တော့တပြီးတော့တရေဘဝမှာတလားလောက်ကြားတယ်လို့ပြန်ပြော အဲဒါကြောင့်ရှ िख ိကထင်ရှားကြော်ကြတော်မူတဲ့လယ်ရီတော်ဘုရားကတော့သူ့တပည့်တွေကို အခါခွင့်တင့်လျင်ဆုံဆုံးမှတယ်တပည့်တော်တစင်စကားကြားဘူးတာပါဘယ်လိုဆုံးမှတယ်ဘုန်းကြီးတေတစင်ပြင်ကံကောင်းမဲဟုတ်တယ်မလားဘာဖြစ်လို့လဲတပည့်တော်ဘုန်းကြီးတွေကဒီနေ့တဲ့ခေတ်ကိုအလွန်မဲ့မောကြတယ်မစွန့်နိုင်ကြဘူးနေ့တဲ့ခေတ်တန်းလန်းတဲ့ဒီပစ္စည်းတွေနဲ့အကြောင်းလေးဆောက်တယ်ဒီကြောင်းတွေမစွန့်နိုင်ဘူး ဒီတန်ခမ်းနေစီစဉ်တဲ့ဒီဆွမ်းနေစီစဉ်တဲ့ဒီပစ္စည်းလေးပါစီစဉ်တဲ့မဆွနိုင်ဘူးဒီအပ္ပကြီးတန်းလန်းနဲ့တည်သွားတော့ကောင်းရသကတိဘယ်လိုလုပ်ရောက်မလဲမရောက်နိုင်ပါဘူးဒါကြောင့်တက္ကံတည်းမက္ကံတည်းဖြစ်တဲ့ဆိုတဲ့ဇကားကိုတော့ယုံယုံကြည်ကြည်ဖြင့်ယုတ်သေးစွာလိုက်နာပြီးတော့သန္တရာတော်မှာကြည်ချံကြုတ်ကိုပွားများအထုတ်ပြီးနေထိုင်တော်မူကြပါဆိုပြီးထီးတော်ဆက်ရောက်ထားပါတယ်ခင်ဗျာ